စိန်နိုင်လောက်မှမိုင်းစီကိုပြစင်မန်းပန်ကျင်တယ်ဆိုတော့ဆက်လာတော့အဲ့ချိန်မှာဇန်ရဲသစင်ကြောင်မိုင်းရဆက်တယ်အဲ့တော့ဇန်ရဲကလည်းမိမိရဲ့ဒီစနေတင်းကိုရရတဲ့ဟိုပါပေါ့ပန်းနေရာကုံနေပြီတဲ့မရှိတော့ဘူးတဲ့ဆိုတော့အဲ့နဲ့အီယဝရီသစင်ချံပေါ့မြက်လေးဦးသစင်ချံမိုင်းရစိုက်လက်ကိုလှမ်းပြီးတော့ဖုံးဆက်ပြီးတော့မှာပေါ့မှာတဲ့ခါကျတော့လေသူကလည်းစင်ကိုပို့ဖို့ ဖယ်ထားတဲ့အခက်တွေပဲရှိတယ်တဲ့ဆိုတော့အဲမန်းညိုရဲ့ကျွန်မကိုကူးပေးလိုက်ပါအဲ့ဒီစင်မန်းသရုပ်သမီးကပန်းချင်တယ်ပြောလို့ဆိုတော့အဲ့တော့တစ်ဖက်မှာဇယန်ကဖုန်းပြဆန်မိမိသစင်ပန်းရတယ်ဆိုတော့နှစ်ယောက်မှဖြစ်သွားတယ်လေအဲ့မှာအခက်60ပြော60လို့ပန်းလိုက်တာအေးပါအမေတွေပါတွေပါမျှပန်တာပေါ့လေအမေအမေတယောက်မျှပန်လိုက်တာပေါ့ဒါပေမဲ့သရုပ်သမီးကအများဆုံးရာသီပေါ်ပန်းလဲဖြစ်တယ်အများတန်းလဲမရနိုင်ဘူးပြီးလို့ရှိရင်အဲ့ဒီရဆိုရင်သစင်တစ်ခါကို9000နဲ့ပေးပြီးပေါ်ရတယ်ဈေးလဲကြီးတယ်ပေါ့နော် ဘယ်လိုကိုလှည့်လဲဘောဘဟိတတော်နောက်ပါအဲကိုလှည့်ကြရင်လည်းလို့အောင်ဒီမှာတို့တို့တိတ်ပဲပေါ့ခွန်ကြီးကျောင်းမှာဆုံးကျွေးလိုက်ပြီပေါ့ ဲ့ဒါလေးမကြီးကကြိုမသိရအောင်ပြီလားအာမင်္ဂလာမဆောင်ငယ်နှစ်ရက်ကမှမကြီးကကြိုသိရအောင်အဲ့တော့ကုပ္ပီစိုးအောင်ဖုံးဆက်လာတယ်မုံလက်မှတ်ထိုးပွဲလေးရှိတယ်တဲ့အဲ့ဒါအဲ့လိမ့်ပေးမလားတဲ့ဆိုတော့အဲ့ဒီမှာမကြီးလည်းအားနေတဲ့အတွက်မကြီးလိမ့်ပေးလိုက်တာပါဟိုဘာမှကြိုမသိရအောင်ပေါ့နော် ော့တစင်မန်းတော်မှာမကြီးကအဲ့မနေ့ပြန်မနေ့၄နိုင်လိမ့်ကိုဒီညမှာည9နိုင်10နိုင်မှာမကြီးစီကိုတစင်မန်းလိုချင်နေဆိုပြီးတရင်ရောက်လာမယ်မကြီးကရှောက်ပြီးတော့ပတ်ရှာရင်လည်းအဲ့တစင်မန်းကမနေ့မိကက်လိမ့်ပြီးတဲ့အချိန်6နိုင်မှာရောက်လာလို့ပန်ပြီးရပန်တဲ့အချိန်မှာလည်းရှိမှမှန်မရှိပါမရှိနဲ့သူတို့သမီးကသွားချင်နေပြီးခဏကြီးတို့ပန်နေနေအဲ့မှာတော်တော်နဲ့ပန်ပန်နဲ့တစင်မန်းလဲအပေါ်မှာအဲ့လိုဖြစ်သွားတယ် အခြေအနေမျိုးမျိုးပေါ့လေမြန်မြန်လေးလုပ်လိုက်ရအောင်အေးမပြောတတ်ဘူးပေါ့တို့လည်းဟိုစီစဉ်အစိုးရကလည်းစီစဉ်ထားဖို့မရပါဘူးအဲ့လိုမျိုးပေါ့လေဒီမှာကြတော့မအီတို့ရဲ့မြန်မာလူမျိုးတွေရဲ့မင်္ဂလာဆောင်တဲ့ခါမှာဟိုဖန် တန်ဆင်လေးရှိတဲ့တော်ဝင်သစဉ်ပေါ့လေသူကဂျာတိဘောပိုင်းလည်းဖြစ်တယ်အများနဲ့လည်းမရနိုင်ဘူးပြီးလို့ရှိရင်အဲ့ဒီရဆိုရင်သစဉ်တစ်ခါ5000နဲ့ပေးပြီးပေါ်ရတယ်ဈေးလည်းကြီးတယ်ပေါ့နော်သစဉ်ကလေဒီလိုသူကညာ10နိုင်10နိုင်လောက်10နိုင်လောက်မှမိုက်စီကိုသစဉ်မှန်ပန်ကျင်တယ်ဆိုတော့ဆက်လာတော့အဲ့ချိန်မှာဇန်ရဲသစဉ်ကြောင်မှရက်ဆက်တယ်အဲ့တော့ဇန်ရဲကလည်းမိမိရဲ့ဒီစနစ်တင်းငွေရတဲ့ဟိုပါပေါ့ န်းနေရာကုန်နေပြီတဲ့မရှိတော့ဘူးတဲ့ဆိုအဲ့နဲ့အရာဝတီသစင်ချံပေါ့မြက်လေးဥသစင်ချံမှာရစိုက်လက်ကိုလှမ်းပြီးတော့ဖုံးဆက်ပြီးတော့မှာပေါ့မှာတဲ့ခါကျတော့လေသူကလည်းစင်ကိုပို့ဖို့ဖယ်ထားတဲ့အခက်တွေပဲရှိတယ်တဲ့ဆိုတော့အဲမညိုရဲ့ကျွန်မကခုပေးလိုက်ပါအဲ့သစင်မင်းသရုပ်သမီးကပန်းချင်တယ်ပြောလို့ဆိုတော့အဲ့တော့တစ်ဖက်မှာဇယန်ကဖုံးပြဆံမိမိသစင်ပန်းရတယ်ဆိုတော့နှစ်ယောက်မှာဖြစ်သွားတယ်လေအဲ့မှာအခက်60ပြော က်လို့ပန်လိုက်လားအေးပါအမေတွေပါတွေပါမျှပန်တာပေါ့လေအမေအမေတယောက်မျှပန်လိုက်တာပေါ့ဒါပေမဲ့သတို့သမီးကအများဆုံးဆိုတော့ ိတ်ဟာရောလေးထိုက်တယ်ပဲဒီလိုလေးတော့ဆက်ပြီးရတယ်ပေါ့လေးထိုက်တာလောက်နေတော့သစင်မမပြတ်နဲ့မမဟုတ်မုံတိုင်းချရင်တော့လည်းပြတ်ပြတ်မှာပေါ့လေတာတာမဲလေးပြေလေးညင်းလောက်ခါတယ်ဘာဘာမှမဖြစ်ပါဘူးဘွေးထိုက်တဲ့ idea လေးပေါ့လေဒီကပါဒီကပေးလို့မှလေးလေးနဲ့ဆိုရင်အိတ်ပေါ်ပိုင်းပြည့်လေးပေါ့အိတ်ပေါ်စမ်းတော့စမ်းတာပေါ့လေဟိုအဲ့မှာအဲ့ဒီ C restaurant မှာသစင်အဲ့ဒီတင်နဲ့လာလို့ရတယ်ဆိုတော့အခုမသိဘူး ုလိုက်တာရောအိုင်ကလေးရပါဘယ်လိုကိုလှည့်လဲဘိုးဘာဟိတတော်နောက်ပါဟဲ့ကိုလေချာနေလို့ဟုတ်နော်တို့တို့တိတ်ပဲပေါ့ခွန်ကြီးကျောင်းမှာဆုံးကျွေးလိုက်ပြီပေါ့ပွဲကလည်းတို့အာဒီဇိုင်နာဆိုရင်၃ရက်ပဲချိန်ရတယ်လို့ပြောတယ်အာဒီပွဲချိန်မှဖို့ကမန်ကနေစီစဉ်လိုက်တယ်ဆိုတော့လေဟိုမိုက်နေနေလည်း၂ရက်ပဲကြိုတိရတာဆိုတော့သူ့အနေနဲ့စီကာစင်ဟာမဖြစ်ဘူးထင်ပါတယ် ဂမန်ငလဲစီစဉ်တဲ့ခါကျတော့လက်ဝဲယန္တနာအစဟိုသူပေါ့နော်ကျွတင်မစီစဉ်ထားနိုင်ဆင်လိုက်တာပဲဝက်လိုက်ရတဲ့သဘောမျိုးပဲဖြစ်တယ်။နောက်အဝတ်စားဆိုလဲဟိုပေါ့ဒီဇိုင်နာစိတ်တိုင်းကျသူချုပ်ခွင့်မရလိုက်တာမျိုးပေါ့။ရက်နည်းနည်းလေးပဲရတာ။အဲ့လိုမျိုးပဲဖြစ်ပါလေ။မိုင်းဆိုလို့ရှိရင်လဲဒဇင်မန်းဆိုရင်အမှန်ဒီတမကလှအောင်ပန်ပြီးလို့ရတယ်လေ။အမေဒီဇင်ပန်တဲ့အချိန်မှာရှိမှကြည့်စရာအမှန်မရှိတာလေပါလို့။နောက်အချိန်လောနေတဲ့အချိန်မှာ ကျွန်တော်တော့မတော်တော့မကျွန်တော်ခဏလေးခဏလေးမတစ်ခါထုတ်လိုက်မယ်တစ်ခါလည်းထုတ်ထုတ်နေတယ်လို့အစင်လည်းများသွားတာပေါ့အဲ့တော့ဘယ်လိုဖြစ်တာလဲဒီတော့ပြောချင်တာရပြီလားအဲ့ဒီမှာတယ်